ဒီကြောင်ကတော့တော်တော်လေးကိုကျေတဲ့ကြောင်တဲ့ကြောင်လည်းဖြစ်ပါတယ်ဗျာနော်ထိုင်တော်မူဘုရားရဲ့နောက်မှာဆိုရင်လျောင်းတော်မူတဆူရှိတယ်ဗောဗျာဒီကြောင်မှာဆိုရင်ဒီလျောင်းတော်မူဘုရားဟာအကြီးဆုံးလျောင်းတော်မူဘုရားဖြစ်ပါတယ်ဗျာနော်ကျွန်တော်မိတ်ဆွေတို့အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်မိတ်ဆွေတို့ကိုသူဆန်းတဲ့အကြောင်းတစ်ကြောင်းနဲ့လာပြီးတော့မိတ်ဆက်ပေးမှာဖြစ်ပါတယ်မြန်မာဘုရားလည်းရှိတယ်လို့ လာဦးငကားလည်းရှိတယ်ပြီးတော့ဒီထဲမှာဆိုရင်မြန်မာလက်မှုနဲ့လောက်ထားပေးတဲ့လျောင်းတော်မူဖရားလည်းရှိပါတယ်ဒီဖုံးကြောင်းဟာဆိုရင်အရန်ကိုတပ်ပဲ့တာပဲเนาะဒီလူမျိုးတွေရတက်လမ်းမှာဆိုရင်ခြေလေးတွေနဲ့လောက်ထားပေးတာရှိတယ်ဒီကြောင်းကတော့တော်တော်လေးကိုကျေတဲ့ကြောင်းလည်းကြောင်းလည်းဖြစ်ပါတယ်ဗျာเนาะအခုကျွန်တော်နောက်မှမြင်တွေ့နေရတာကတော့အဆွန်ဆုံးကြောင်းဖြစ်ပါတယ်ဗျာเนาะဒီဖုံးကြောင်းဟာဆိုရင် အကုန်လုံးက၉ကြောင်းရှိတယ်ဗျာเนาะခုနကကျွန်တော်ရည်ကြည့်တာကြောင်းတွေကအများကြီးပဲဗျာဒါပေမဲ့ဒီကြောင်းတွေဆိုရင်တစ်ထပ်ကြောင်းတွေကြီးပဲပေါ့เนาะအာနှစ်ထပ်တိုက်တော့တုံးထပ်တိုက်တော့မရှိဘူးဗျအခုကျွန်တော်မိတ်ဆွေတွေကို ဒီတောင်းဆောင်ပေါ်မှာရှိတဲ့ဘုရားကိုခေါ်တော့ဥမာဖြစ်ပါတယ်ကျွန်တော်တို့ဘုရားတွေပါဒီကတော်ပြီးမှဒီကျောင်းဝင်းထဲမှာရှိတဲ့ဘုရားတွေကိုကျွန်တော်တို့လက်ကြည့်မှာဖြစ်ပါတယ်ဗျာနော်ဒီဘုံကျောင်းပေါ်မှာဆိုရင်ထိုင်တော်မူဘုရားတစ်စုရှိမယ်ထိုင်တော်မူဘုရားရဲ့ နောက်မှဆိုရင်လျောင်းတော်မူတဆူရှိတယ်ဗောဗျာပြီးရင်ဇီဒီနာမှဆိုရင်လျောင်းတော်မူဘုရားအစီကြီးအမှတဆူရှိသေးပါတယ်ဇီဒီကိုတွပြရင်းနဲ့ကျွန်တော်မိတ်ဆွေတွေကိုလျောင်းတော်မူဘုရားမှာတွပြပေးမှာဖြစ်ပါတယ်ဗျာကျွန်တော်နဲ့အတူဒီကျောင်းဝင်းမှာရှိတဲ့ဘုန်းကြီးကျောင်းတွေဒီကျောင်းမှာဘာတွေစိတ်ဝင်စားစရာရှိလဲဘယ်လိုမျိုးခရီးတဲ့တွေကိုဆွဲဆောင်နိုင်စွမ်းရှိလဲကျွန်တော်တို့ဗုဒ္ဓဘာသာတွေဘယ်လိုအတူယူစရာကောင်းလဲဆိုတာကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ရိုက်ပြီးတင်ဆက်ပေးမှာဖြစ်ပါတယ်လာအိုနဂါနဲ့ထိုင်းနဂါနဲ့တွယ်ပြီးလောက်ထားတဲ့ ចောင်းဆောင်ရှေ့ရမိုးကဖြစ်ပါတယ်ဗျာเนาะအဲကျွန်တော်မိတ်ဆွေတို့ကိုဒီចောင်းပေါ်မှာရှိတဲ့ခရီးကိုခေါ်တော့ပြမှာဖြစ်ပါတယ်ဗျာចောင်းဆောင်ရင်အထဲမှာဆိုရင်ဒီလိုမျိုးလေးတွေရှိတယ်ဗျာเนาะចောင်းတိုင်တွေကတော့ကျွန်းတာအ ကြီးကြီးနဲ့လှုပ်ထားပေးတာရှိတယ်ဗျ။ဘုရားရုပ်ထုတော်လည်းတော်တော်လေးကိုတက်ပဲ့တယ်ဗျနော်။အထိုင်တော်မူဘုရားဆိုရင်အဆူတော်တော်များပါတယ်ဗျနော်။ဒါကနောက်တော့မျိုးပေါ့ဗျနော်။ဒါလည်းကျွန်တော်မစီတို့ကိုကျွန်တော်ခေါ်တော့ပြမှာဖြစ်ပါတယ်။ကျွန်တော်မစီတို့လည်းဒီကင်မရာထဲမှာပဲဖူးလဲပေါ့ဗျာနော်။မရောက်ဘူးတွေတဲ့လူတွေဆိုရင်လည်းအိုးဒါလည်းကျွန်းနိုင်နေပဲလှုပ်ထားပါတယ်ဗျ။ဒါကတော့နောက်တစ်ကြောင်များ။ဒါကတော့ဂျပန်ဘုံကြီးတွေလာပါလားမသိတော့ပါဘူးဗျနော်။ဘဲလိုက်ဖူးကြီးပေါ့ဗျာ။လိုက်ကြည့်ကြပေါ့မစီတို့ရေးနော်။ဒီလိုမျိုးလေးတွေရှိပါတယ်ဗျာဒီကြောင်ကတော့ကျွန်တော်လည်းအကြောင်းတိုင်းကိုတော့မတက်ပြနိုင်ဘူးဗျာနော်။ ိုလေးတွေရှိတယ်ဗျာမပြီးတဲ့ကြောင်းလည်းရှိတယ်လို့ပြီးတဲ့ကြောင်းလည်းရှိတယ်ဗျာနော်ဇီဒီမှာဆိုဒီထက်ပို့ပြီးတော့တက်ပဲ့တယ်ဗျာဒီကြောင်းဆောင်ကတအားကိုတက်ပဲ့တယ်ဗျာနော်ဒီကြောင်းတော့တက်ကြည့်မယ်နော်ဒီကြောင်းရဲ့နေထိုင်လေးပဲလို့ရှိမလဲဆိုတော့ဒီကြောင်းလေးဒီလိုပဲဗျာနော်နှစ်ခါကြောင်းလို့ပါပဲဗျာဒီကြောင်းမှာထိုင်ခဲ့ဖို့တဲ့ဆရာတော်တွေပေါ့နော်ရုပ်ထုတော်ဖြစ်နေခါးထားပေးတယ်ဗျာနော်ဆရာတော်တို့ရဲ့ဘွဲ့နာမည်တွေဖြစ်မဲ့ဖြစ်နေနော်ဒီလိုမျိုးနေသူရဲ့ရာဇဝင်တမိုင်းတွေပေါ့ဗျာအဲ့လိုမျိုးတွေရှိကြပါတယ်ဗျာနော်ကဲဒါတော့နောက်ဆုံးကြောင်းပေါ့ဗျာနော်ကျွန်တော်လည်းအကြောင်းတိုင်းမပြပေးနိုင်တဲ့အတွက်ကြော်ရတဲ့ကြောင်းတွေလည်းရှိတယ်ဗျာနော် ဒါကတော့နောက်ဆုံးကြောင်ဖြစ်ပါတယ်ခင်ဗျ။အာကျွန်တော်ဒီနောက်ဆုံးကြောင်ကနေပြီးတော့ဒီဘက်မှာကျွန်တော်တို့လမ်းလျှောက်လာမယ်ဆိုရင်ဟိုအနောက်မှာဆိုရင်မစီဒီရှိတဲ့နေရာပေါ့ဗျာနော်။အာလျှောက်တော့မူဖျားလည်းရှိတယ်ဗျ။အဲ့ဘက်မှာဆိုရင်ကျွန်တော်နဲ့အတူလျှောက်တော့မူဖျားကိုလိုက်ဖူးကြပါဗျာနော်။ဒီကြောင်မှာတုတ်ထားတဲ့ဈေးရောင်တွေကလည်းတကယ်ရှယ်ဗျာနော်။တွေ့လားဗျာ။အာမစီဒီနော်။စီဒီကတော့ထူးဆန်းတယ်ဗျာ။အဖြူတွေပဲတွေ့တာများတယ်နော်။စီဒီမျိုးကတအားအမဲဗျာနော်။ကျွန်တော်မိတ်ဆွေတို့ကိုဒီစီဒီပေါ်မှာခေါ်တော့ဖူးမယ်ပြီးရင်အာလျှောက်တော့မူဖျားတွေခေါ်တော့ဖူးမယ်နော်။ကဲကျွန်တော်တို့တက်တော့ကြမယ်။ကဲအခုဆိုရင်ကျွန်တော်ဒီစီ ဒီဝင်ထမ်းမှာရောက်ရှိလို့လာပြီခင်ဗျာနော်ဇေဒီဝင်ထမ်းမှာဆိုရင်တော့ဇေဒီတွေအများကြီးရှိပါတယ်အပီဇေဒီတွေဟာဆိုရင်အယံကိုလည်းတတ်ပယ်တယ်အယံကိုလည်းတန့်ရှင်းတယ်ကြီးညိုစရာကောင်းတဲ့ဘုရားတွေလည်းဖြစ်တယ်ဗျာနော် ဒါကတော့လျှောက်တော်မူဘုရားဇီကိုဝင်လာတဲ့အလံဖြစ်ပါတယ်ဗျာနော်။ဒါတွေကတော့ပကြီကားတွေပေါ့ဗျာ။အဲ့တော့ဗုဒ္ဓဘာသာဟာနဲ့ပတ်သက်တဲ့ပကြီကားတွေဆွဲထားပြတဲ့နေရာတွေဖြစ်တယ်ဗျာနော်။ဒီကြောင့်မှဆိုရင်ဒီလျှောက်တော်မူဘုရားဟာအကြီးဆုံးလျှောက်တော်မူဘုရားဖြစ်ပါတယ်ဗျာနော်။အပြင်မှာဆိုရင်ဘုန်းကြီးကျောင်းတွေရှိမယ်။အထက်မှာဆိုရင်တော့ဇေဒီတွေရှိမယ်။ တရားတော်မူဖရားတွေရှိမြေပေါ့ဗျာနော်ကျွန်တော်ရမိတ်ဆွေတို့ဖရားလာဖူးမယ်ဆိုရင်လည်းဒီเจ้าဟာဆိုရင်တော်တော်လေးကိုအီချမ်းနဲ့เจ้าတို့เจ้าလည်းဖြစ်ပါတယ်ဗျာနော်တော်တော်လေးကိုစုကြည့်တယ်ဗျာနော်ဒီလောက်တော်မူဖရားကမိအောင်တွေနဲ့ဆိုတော့လည်းပို့ပြီးတော့တက်ပြေတော့တော့ပေါ့ဗျာနော်ကဲဒါကတော့ဇီဒီဝင်းကြီးဖြစ်ပါတယ်ဗျာနော်လမ်းလျှောက်ပတ်မယ်ဆိုရင်တော့တော်တော်လေးကိုကြည်ပါတယ်ဗျာနော်ကျွန်တော်ပြပိတာမနှက်နေဖို့ဗျာနော်ဟိုဘက်မတွေ့လားမတွားရသေးဘူးဗျနေရအញ្ញံပူတယ်ဗျနော်ဘာသာတာရဏလုံနေတဲ့တန်ဃာတော်တွေပေါ့နော်ဇီဒီတွေတည်နေတဲ့တန်ဃာတော်တွေအကြောင်းဆောင်နေတဲ့ တန်ဃာတော်တွေဆိုတာဒါတွေကိုအတူယူကြပါလို့ပြောချင်ပါတယ်ဗျာနော်ဇီဒီရဲ့ပပတ်လေကိုကျွန်တော်မိတ်ဆွေတို့ကိုကျွန်တော်လိုက်ရိုက်ပြပေးတာဖြစ်ပါတယ်ဗျာနော်ဇီဒီမှာဆိုရင်လည်းကြောင်းနဲ့လှုပ်ထားတာပေါ့နော်ဒါဆေးရောင်တွေမဟုတ်ဘူးဗျာနော်ကြောင်းနဲ့လှုပ်ထားတာဖြစ်ပါတယ်ဇီဒီကတော့အဖြူလည်းရှိတယ်အမဲလည်းရှိတယ်ဗျာနော်အာရောင်စုံရှိပါတယ်ဇီဒီရဲ့မဟုတ်မှာဆိုရင်လည်းငကားပုံလေးဒေါင်းပုံလေးမြေမျိုးလှုပ်ထားပေးပါတယ်ဗျာနော် ။ဖျားဖူးဗီဒီယိုဖိုင်လေးကတော့ကျွန်တော်ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ရမှာဖြစ်ပါတယ်ဗျာနော်။ကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကိုကြည့်ရှုနေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးဆွေလန်းချမ်းမြေ့ကြပါစေလို့ဆုမကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။